မိဂုံတစ်ခုဖြေဖို့ဆိုတာမြတ်စွာဘုရားကလွှဲရင်ဇန်တဲ့ပုဂ္ဂိုလ်တွေဟာအာမခံချက်မပေးနိုင်ဟုတ်ရင်ဒီခါတော့ကလွန်ခဲ့တဲ့တစ်နှစ်ကျော်တုန်းကဘုန်းကြီးတို့ဒီနေရာမှာမိဂုံနဲ့အဖြေလုပ်တော့ကပြောခဲ့ပါတယ်မြတ်စွာဘုရားကိုရမြတ်တပါးသာနဲ့မိဂုံကို challenge လုပ်ခိုင်းလုပ်ရဲတာလို့မြတ်စွာဘုရား ပြောတဲ့စကားလုံးတွေကပါတော့ပု္ပ္ပစယထာကင်ခတိပု္ပ္ပစမေးပါယထာကင်ခတိဆိုတာမင်းမေးချင်တာမေးပါလို့သူလိုပြောတာဖះကြတော့ချင်းချင်းမရှိမေးချင်တာမေးလို့သူလိုပြောရဲတယ်အဲ့တော့ယထာကင်ခတိဆိုတဲ့စကားလုံးကပါဠိစာပေနဲ့ဘုဒ္ဓတရှိအောင်ပြောမစွယံအာခင်ခတိဆိုတာစိုက်ထားမေးချင်တာ ဒီအဓိပ္ပာယ်ရယထာကင်ခတိကိုယထာလို့ပဲအဓိပ္ပာယ်ယူမယ်ဆိုရင် မေးချင်တဲ့အခါမေးပါပေါ့အချိန်မရွေးမေးပါလို့အဓိပ္ပာယ်ရခုနကကြိုက်တာမေးပါရဲ့အချိန်မရွေးမေးပါရဲ့နှစ်ခုအဓိပ္ပာယ်ထွက်တယ်ပေါ့နော်ပု္ပ္ပစယထာကင်ခတိပထမအဓိပ္ပာယ်ကယံအာကင်ခတိလို့ analyze လုပ်လို့ရှိရင် မေးချင်တာမေးပါယထာကင်ခတိဆိုရင်မေးချင်တဲ့အခါမေးပါလို့ ခြင်မြွေးမေးပါလို့ဒီလိုအိဗယ်မျိုးရတယ်ပေါ့အဲ့ဒါမြတ်စွာဘုရားရဲ့တုံ့ပြန်ပြောဆိုတဲ့စကားတပ္ပညုတတပ္ပညူပဝရဏလို့ဒီလိုခေါ်တယ်တပ္ပညူဘုရားရှင်တွေကသာအဲ့လိုဖိတ်ခေါ်ရဲတယ်လို့ဒီလိုဆိုတယ်ရှင်သာရိပုတ္တရာလို့ဘုရားရဲ့တဆင့်နှိမ့်နဲ့ပညာရှင်ကြီးများတောင်းပါပဲဘလို့ပြန်ပြီးတော့ပြောလို့ရှိတော့တယောက်ယောက်ကနေ request လုပ်လာတယ်မိကုန်းနေမေးချင်ပါတယ်ဆိုရင် ခွင်တောင်းစကားဆိုးလိုက်ရင်ဘာပြောရတော့ဆိုပု္ပ္ပဆတုတ်တဝါဇာနိတ္တမမေ့ကြည့်ပါတဲ့မေကုန်းကိုကြားနာရပြီးတဲ့အခါမှာသိရပါမယ်လို့ဒီလိုပြောတာသူတို့ပြောတဲ့စကားခုနမေ့ချင်တာမေ့ကြိုက်တဲ့အချိန်မေ့ဆိုတဲ့စကားမဟုတ်ဘူးเนาะအများကြီးကွာခြားတယ်ရှင်သာရိပုတ္တရာပြောတဲ့စကားက နောက်ဇန်တဲ့ပုံကိုယ်တွေလည်းဒီတိုင်းပဲပေါ့ရှင်သာရိပုတ္တရာကစပြီးဇန်တဲ့ပုံကိုယ်တွေကဒီမေကွန်မေးခြင်းတယ်လို့တောင်းဆိုလာတဲ့ပုံကိုယ်ခွင့်ပြုတဲ့အခါမှာပု္ပ္ပစာတုတ်တဝါဇာနိတာမပု္ပ္ပစာဆိုမေးပါတုတ်တဝါအမေးပု္ပ္ပစာကိုကြားနာရပြီးတဲ့အခါမှာဇာနိတာမဖြေးနိုင်မဲမဖြေးနိုင်ဘူးဆိုတာသိရပါလိမ့်မယ်လို့ဒီလိုပြောတာเนาะ မေရှင်နာမေးလို့မပြောဘူးဒါကတာဝကပဝရဏလို့ခေါ်တယ်အဲ့ဘုန်းကြီးတို့ကအဲ့လောက်တော့အမမခံပါဘူးเนาะမေရှင်နာမေးမေးထားတဲ့မေးခွန်းတွေကိုဒီဟိုမေးထားတဲ့မေးခွန်းရဲ့အဖြေဟာမေးခွန်းရှိချင်တတ်မယ်မချင်တတ်ဘူးနှစ်သက်နှစ်သက်လောက်တဲ့အဖြေဟုတ်ချင်မှလည်းဟုတ်မယ်သို့တော့ မိမိဘောဓုတ္တတိသမြအနေထားတစ်ခုတော့သို့မဟုတ်တစ်ခါတလေကိုယ့်ရဲ့ခံယူချက်နဲ့ใกล้ညီတဲ့ဟာမျိုးဖြစ်မယ်လို့ပဲဒီလိုပဲပြောရမှာပဲเนาะဘာဖြစ်လို့လဲဆိုရင်စာပေတစ်ခုကလေ့လာထားတဲ့စာပေကျမ်းဂန်အရာပဲဖြည့်ဆိုရမှာတစ်ခုကနောက်တစ်ခုကစာပေကျမ်းဂန်နဲ့မသက်ဆိုင်ဘူးဆိုရင်ကိုယ့်ရဲ့ထင်မြင်ယူဆချက် this is my opinion လို့ပြောကြတာမျိုးလို့ပေါ့နော်ကိုယ့်ရဲ့ opinion အနေနဲ့ပဲဖြေတာအဲ့ဒီကိုယ့်ရဲ့ထင်မြင်ချက်ဟာမှန်ရင်လည်းမှားမယ်မှားရင်လည်းမှားမယ်ပေါ့နောက်ထပ်ပညာရှိပုဂ္ဂိုလ်တွေနဲ့တွေ့လို့ရှင်ထပ်ပြီးတော့မေးတယ်အဲ့တော့အဖြေဆိုသည်မှာတချို့မေးတဲ့ပုဂ္ဂိုလ်တွေကကိုဖြစ်စေခြင်းနဲ့အဖြေကိုပြန်တွေးထားတာလည်းရှိတတ်တယ် ဲ့ဒါဖြေတဲ့ပုဂ္ဂိုလ်ကကိုကြိုက်တာနဲ့မကြိုက်လို့ရှိရင်လည်းလက်ခံကြမှာခံတယ်ကွာအဲ့တော့ကိုတွေးထားတဲ့အဖြေနဲ့ကြိုက်ရင်ငါတွေးထားတာနဲ့မှန်တယ်ဆိုပြီးတော့လက်ခံတာမျိုးလည်းရှိတယ်အဲ့ဒါလို့မဖြစ်တဲ့မူအဖြေဆိုသည်မှာတခုတည်းပဲရှိမှာပဲနော်အမှန်ဟာကိုဖြေတဲ့အဖြေကိုမေးတဲ့အမေးဟာကိုအမေးကုန်းကိုရှင်းတတ်လောက်တဲ့အဖြေဟုတ်တယ်မဟုတ်ဘူးဆိုတာကိုယ့်ရဲ့အသိဉာဏ်ပေါ်မှာလည်းမူတည်တယ်ပေါ့ ကိုယ့်ရဲ့အသိဉာဏ်တိုင်းတာပေါ်မှာလည်းမဟုတ်သေးဘူး။တချို့အဖြေကကျင့်တဲ့ဗန်ကျင့်တာမျိုးရှိတယ်။ဒီပြန်မပြောနဲ့မြတ်စွာဘုရားဖြေတာတောင်မကျင့်တယ်လို့ထားသွားတဲ့လူရှိသေးတာပဲလေ။ဘာဖြစ်လို့လဲဆိုသူကသူ့အကြိုက်သူဖြေစေချင်တာ။မြတ်စွာဘုရားဖြေလို့မရတဲ့မိကုံမဖြေဘူးလေ။မဖြေလို့ရှိရင်ဖြေမရတဲ့မိကုံဆိုတာမျိုးကိုမဖြေလို့ရှိရင်မကျင့်တဲ့လူရှိသေးတာ။အလုံးသိကြတဲ့အတိုင်းမလောက်ချက်ဗုဒ္ဓတို့ဆိုလို့ရှိရင် အရှင်ဘုရားတပီမေကုန်းကိုသိရင်သိတယ်ပြောမသိရင်မသိဘူးပြောရိုးရိုးပြောနော်ဟိုဝိုင်းဝိုင်းဒီဝိုင်းဝိုင်းလုံမနေနဲ့ဆိုတဲ့ပြောမျိုးတွေတောင်ပြောခံရတယ်ဘုရားနော်မသိရင်မသိဘူးလို့ရှင်းရှင်းပြောအဲ့လိုရသော်ဘုရားကိုတော့မှပြန်ပြောတဲ့မေကုန်းရှင်ရှိသေးတာပဲနော်ရသော်ဘုရားဖြေတယ်လေဒါအကျိုးမရှိဘူးအကျိုးမရှိရင်ငါမဖြေဘူးလို့ပြောတာမျိုးရှိတာပေါ့အဲ့ဒါကြောင့်မို့လို့ မိခွန်တိုင်းဟာအဖြေရမိတ်လေရလိမ့်မယ်လို့တော့မျှော်လင့်လို့မရဘူးပေါ့နော်သို့တော့တိကျင်လို့မေးတဲ့မိခွန်ကမိခွန်တော့ဖြစ်ပါတယ်ဖြစ်လာတဲ့အခါမှာမိခွန်ရဲ့တဘာဝအတိုင်းဟိုတထစ်ချပြရတဲ့မိခွန်ရှိတယ်နော်ခွဲခြားပြီးတော့ဖြေရတဲ့မိခွန်ရှိတယ်ပြန်လှန်မိခွန်ထုတ်ပြီးတော့မှသူ့ရဲ့အာဘော်နဲ့ကိုက်အောင်ဖြေတဲ့မိခွန်ရှိတယ်လုံးဝမဖြေဘဲနဲ့ ထားရမယ့်မိဂွန်းရှိတယ်။အဲ့ဒီမိဂွန်း၄မျိုးတည်းကတော့တခုတော့ဖြစ်မှာပေါ့။အဲ့တော့ဖြစ်တဲ့ထဲကနေပြီးတော့စာပေအယူအဆနဲ့ကိုက်ညီတဲ့မိဂွန်းမျိုးဒါမျိုးတော့ဘုရားတို့ဖြစ်ရမှာပေါ့လေ။အဲဒါကြောင့်မလို့မိဂွန်းနဲ့ပတ်သက်လာတဲ့အခါမှာအတူချုပ်ပြောရမယ်ဆိုလို့ရှိရင်မိဂွန်းရှင်ကမိဂွန်းမေးတယ်ဆိုတာသိချင်လို့မေးတယ်မိဂွန်း သိချင်လို့မေးတဲ့မေးခွန်းဖြစ်လာခဲ့လို့ရှိရင်ဖြေတဲ့ပုဂ္ဂိုလ်ရဲ့အဖြေဟာသူ့ရဲ့အကြိုက်တွေးချင်မှလည်းတွေးမယ်အကြိုက်မတွေးချင်လည်းမတွေးဘူးသို့တော့အမှန်တရားဟာပါလေလို့ဆိုတဲ့ပုံမှာမူတည်ပြီးတော့ဆုံးဖြတ်ရမှာဖြစ်တယ်။ဒါကြောင့်မို့မေးခွန်းတစ်ခုဟာအရေးကြီးတဲ့မေးခွန်းလားအရေးကြီးတဲ့ဆိုတာကိုယ့်ဘဝအတွက်အရေးပါသလားသို့မဟုတ်အရေးမပါဘူးလားအရေးပါတယ်ဆိုတာဘယ်လိုဟာလဲ။ အသိပညာတွေတိုးတက်ဖို့အတွက်ဒါသိပြီးရင်ဘလောက်တန်ဖိုးရှိမလဲဆိုတဲ့အတွက်လည်းထက်သွင်းစဉ်းစားတဲ့နေပေါ့ဒါသိလို့ရှိရင်ဥမာမဲ့တတ္တဝါရဲ့အစဘယ်ကလဲလို့ဆိုတာကိုလိုက်ပြီးတော့တတ္တဝါအစစားလို့ရှိရင် တွေ့ရင်ရောဘာဖြစ်လဲရလကဘာရမလဲဆိုတဲ့ရလဘာမှမရှိဘူးအချိန်ဖြုံးရုံပဲဆိုတဲ့မျိုးမျိုးလည်းရှိနိုင်တယ်ပေါ့နော်အလုံးမျိုးလည်းရှိနိုင်အဲ့တော့ ကိုယ်တည်းလည်းအကျိုးရှိရမယ်ဂျန်တဲ့ပုဂ္ဂိုလ်တွေအတွက်လည်းအကျိုးရှိတယ်ဆိုတော့မေခွန်မျိုးဟာပုံပြီးတော့အရေးကြီးပါတယ်ဒီဟာအတွက်မေခွန်မေးပြီးဆိုတဲ့ကလက်တွေ့နဲ့ကိုက်ကြီးတဲ့ကိုယ်တည်းလည်းအကျိုးရှိမယ်ပါဝင်ကျင်တယ်လည်းအကျိုးမရှိမယ်အတိညာဘဟုတုတ္တတိုးတက်ဖို့အတွက်လည်းအထောက်အကူဖြစ်မယ်ဆိုတော့မေကုံမျိုးစာပေလေးလာတဲ့အခါမှာလဲလွယ်ကူမယ်ဆိုတော့အတိညာပွင့်လင်းမယ်ဆိုတော့မေကုံမျိုးဟာ အရေးကြီးဆုံးပဲအဲ့ဒီမိဂုံမျိုးကိုရွေးပြီးတော့မေးတတ်ဖို့လေ့ကျင့်ကြရမှာဖြစ်တယ်